ဆရာဖြစ်သူထူရန်လွင်ကိုတိန်ထောင်ချီတန်တဲ့ရှားပါနိုင်တဲ့ကတော်လိုက်တဲ့သဲစုငိမ့်ပရိသတ်တွေအလုံးမဲမင်္ဂလာပါရှင်သဲစုငိမ့်ဆိုတာကတော့ Miss လောကမှာအသက်အငယ်ဆုံးနဲ့အအောင်မြင်ဆုံးအလှမေးတယောက်ပဲဖြစ်ပါတယ်သူမဟာအသက်ငယ်သေးပေမဲ့လည်းအရေးအချင်းတွေများစွာရှိပြီးတော့အယံတော်သူလေးပဲဖြစ်ပါတယ်သူမရဲ့ပါရမီနဲ့လုံနိုင်စွမ်းတွေကြောင့်လည်းပရိသတ်တွေရဲ့ချစ်ခင်မှုနဲ့အားပေးခြင်းကိုခံနေရသူလေးလည်းဖြစ်ပါတယ်သဲစုငိမ့်ဟာအလှမေးတယောက်ဖြစ်ုံမက အခုချိန်မှာလည်းကြော်ညာမင်းသမီးလေးလုံနေသလိုဇကားရီလည်းရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ Migrant International မှာစုမရခဲ့ပေမဲ့လည်းသူမဟာနိုင်ငံတကာထိတောင်အောင်မြင်နေသူတယောက်ဖြစ်ပါတယ်။နိုင်ငံသားကိုသွားပြီးရိုက်ကူးရေးလုံနေရသူတယောက်ဆိုလည်းမှားမတာဖြစ်ပါတယ်။သူမအခုလိုအောင်မြင်လာဖို့အတွက်မိတောင်မြောက်ပေးခဲ့တဲ့သူကတော့ 2M တွင်ပဲဖြစ်ပါတယ်။ ထူအမင်ကသူမဒီလိုအောင်မြင်လာဖို့အဖြစ်အစအစအရာရာတိုးတက်ပြောင်းလဲလာပြီးအလှကြီးလှလာဖို့အတွက်အနာကနေ guideline ပေးပြီးတော့လမ်းညွှန်ပေးခဲ့သူတယောက်ဖြစ်ပါတယ်။သူမရဲ့အလှပနဲ့ပတ်သက်ပြီးလဲပြုပြင်ပေးသူတယောက်ဖြစ်ပါတယ်။ဆရာဖြစ်သူကြောင့်လဲရုပ်ရှင်ကားတွေကြော်ညာတွေရိုက်ကူးနေရတာဖြစ်ပြီးတော့အခုလိုမျိုးအောင်မြင်လာဖို့အတွက်လမ်းပြပေးခဲ့တဲ့ထူအမင်ရဲ့ကျေးဇူးကိုလဲတဲစုငိမ့်ကတည်တက်တာဖြစ်ပါတယ်။ ဆရာဖြစ်သူကိုအမြဲယူသိပြီးအလေးထားတာကြောင့်လေပရိသတ်တွေကသူမကိုအချစ်ပိုကြတာဖြစ်ပါအခုလဲဆရာဖြစ်သူရဲ့မွေးနေ့မှာရှားပါးနိုင်တလုံးနဲ့ကြောလိုက်တာဖြစ်ပါ යි ။အင်းနိုင်ဟာပတ်စံရှိရင်တော့ဝယ်ဖို့အဆင်မပြေတဲ့ရှားပါးနိုင်တလုံးဖြစ်ပြီးအကန့်အသတ်နဲ့ထုတ်ထားတာဖြစ်ပါ යි ။ AP Ryan ရဲ့အုပ် Sharonogram နိုင်ဟာအင်မတန်မှလဲစည်းကြည့်ပြီးလိုချင်တိုင်းတောင်ဝယ်လို့မရတာဖြစ်ပါ යි ။ ။နိုင်ရဲ့ဇီနှုန်းကတော့ကာလာပေါက်စီအနေနဲ့သိန်းပေါင်း2000ကျော်တက်မိုးရှိရာဖြစ်ပြီးဒါဟာအတော်များတဲ့ပမာဏဖြစ်ပါတဲစုငင်ကတော့သူမရဲ့ဆရာဖြစ်သူကိုအလေးမြတ်ထားတာကြောင့်ဘသူမှမထင်မှတ်ထားတဲ့ပမာဏရှိရဲ့နိုင်နဲ့ဆရာကိုကျေးဇူးဆက်တာဖြစ်ပါတယ်။ဒူအလွင်ကလည်းတပဲမလေးရဲ့တည်တက်မှုကိုဖော်ပြလာခဲ့တာဖြစ်ပါတယ်။ တူအလွင်ဟာလည်းအလှမေများစွာတပည့်များစွာကိုမွေးထုတ်ခဲ့ပြီးမြင့်တချို့တပည့်တွေကတော့အောင်မြင်သွားအနေအမျှချီဆောင်ကန်သွားကြတာဖြစ်ပြီးတော့တဲစုငယ်တယောက်တည်းကသာဆရာဖြစ်သူတူအလွင်ပေါ်မှာအခုချိန်ထိအယူသည်ပြုနေသေးရဖြစ်ပါတယ်။တူအလွင်ကတော့တပည့်မလေးရဲ့ကျေးဇူးတည်တံ့မှုကိုဂုဏ်ဖော်ပြောဆိုခဲ့ပါတယ်။တဲစုငယ်ကတော့အနန္တအနန္တ၅ပါးကိုအမြဲဥထိတ်ထားတာကြောင့်လည်း အခုလိုမျိုးအောင်မြင်နေရဖြစ်ပါတယ်။တဲကျုံကြီးမှာတလန်းတွေများစွာရှိပြီးတော့ကြိုးစားတာကြောင့်လဲဒီထက်ပိုပြီးတော့အောင်မြင်အောင်မှာဖြစ်ပါတယ်။အနန္တ၅ပါးကိုအမြဲဥထိတ်ထားတာကြောင့်လဲအခုလိုမျိုးအောင်မြင်နေရဖြစ်ပါတယ်။တဲကျုံကြီးမှာတလန်းတွေများစွာရှိပြီးတော့ကြိုးစားတာကြောင့်လဲဒီထက်ပိုပြီးတော့အောင်မြင်အောင်မှာဖြစ်ပါတယ်။သူအန်လွေဟာလေဒီရဲ့ပိုင်ကန်စာတာတက်နေရဖြစ်ပြီးတော့သူ့ရဲ့အောင်မြင်မှုတွေလည်းဇက်တိုက်ဖြစ်နေရဖြစ်ပါတယ်။ ။တန်စုနေနဲ့ထူရလွေတို့ကလည်းအခုချိန်ထိဆီယာတပဲနှစ်ယောက်အတိုင်ဖောက်နေနေနဲ့အမှုပညာအလုပ်တွေကိုလည်းဆက်လက်လုပ်ကိုင်နေရောဖြစ်ပါတတူငင်းကလည်းဆီယာပြောပြရဲ့နိလန်အတိုင်းအမှုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့တာကြောင့်ဆီယာကောက်တပည့်ပန်းကောင်းပန်းဆိုသလိုပဲကောင်းစားနေရဖြစ်ပါတယ်။တချို့တွေကတော့ဆီယာကိုအခမ်းနာကြောင့်အောင်မြင်တင်းသလားမအောင်မြင်ပဲနောက်ကျကြံခဲ့သူတွေလည်းရှိပါသေးတယ်။ဆီယာပေါ်မှာတိတက်လိမ့်ပါတဲ့တဲစုငင်းကတော့ဆီယာကျေးဇူးကိုတိန်း2000ကျော်တန်နိုင်နဲ့ဆက်ခွင့်ရလိုက်တာဖြစ်ပါတယ်။ ပြည်သူတွေလည်းတဲစုနင်းကိုအပိစကားလေးပြောပြခဲ့ကြပါဦးရှင်